နေပြည်တော်ဝင်ပေါက်အတွက်အရေးပါတဲ့ရေတာရှည်မြို့နေမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းရေတာရှည်မြို့နေမှာရှိတဲ့စစ်အုပ်စုတပ်စခန်းတွေကိုနေပြည်တော် PDF တိုက်စစ်ဌာနကသိမ်းပိုက်ပြီးနောက်အော်တိုဘားလာ23ရက်ဒီကနေ့အထိလေကြောင်းတိုက်ခိုက်မှုတွေကိုတရဇက်လှုပ်ဆောင်နေတယ်လို့ PDF ကပြောပါတယ်။စစ်အုပ်စုကစကမ်းပြန်ရဖို့လက်နက်ကြီးတွေလေရင်တွေနဲ့ပြက်ခတ်တိုက်ခိုက်နေတာဖြစ်ပြီးတော့တိုက်ပွဲတွေမှာတော့ထိခိုက် တိုက်ပွဲငယ်တွေမှာထိခိုက်မှုတွေရှိတယ်လို့နေပြည်တော်တိုင်းစစ်ဌာနကဗိုလ်လက်ရာကမိစိမကိုပြောပါတယ်။ရေတာရှင်မြို့နယ်ဟာနေပြည်တော်ဝင်ပေါက်အတွက်မဟာဗျူဟာမြောက်ကြောင်းလေသူကပြောပါတယ်။အော်တိုဘားလာ20ရက်နေ့မှာတော့ရွာတစ်စကန်ကို PDF တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်စစ်ကော်မရှင်တပ်ကတရင်မှုအပါအဝင်15ရောက်ကြာရှုံးခဲ့ပြီးစစ်သုံးပန်း2ရောက်ကိုလည်းနေပြီးတော့ PDF ကဖမ်းမိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ စစ်တောင်းမြစ်ဝင်ဟာနေပြည်တော်နဲ့ထိဆက်ပြီးစစ်ရေးအရာအရေးပါပြီးတော့ PDF ကအခြေဖက်ချမ်းကိုစူးမိုးထားနိုင်တယ်လို့ CDN ဗိုလ်ကြီးစင်ယောကမိစိမကိုပြောပါတယ် PDF ရဲ့ခြေဆန့်လာမှုတွေကစစ်အုပ်စုရဲ့ရွေးကောက်ပွဲအပေါ်ချိန်ချမှုဖြစ်တယ်လို့လည်းသူကသုံးသပ်ထားပါတယ်အချုပ်အပြင်ပြောရမယ်ဆိုရင်တော့ရတရှိတိုက်ပွဲဟာဆက်လက်ပြင်းထန်နေပြီးစစ်အုပ်စုရဲ့ရွေးကောက်ပွဲအပေါ်မှာလည်းတက်ရောက်မှုရှိနေပါတယ်ခင်ဗျာ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့ရခိုင်ပြည်နယ်စစ်တွေမြို့အနီးမှာစစ်ကော်မရှင်တပ်နယ်အာရခတပ်တော် AA တို့အကြားတိုက်ပွဲတွေပုံမပြင်းထန်လာတဲ့နောက်ဆုံးရအခြေအနေကိုတင်ဆက်ပေးခြင်းပါတယ်ရခိုင်ပြည်နယ်စစ်တွေမြို့အနီးတဝိုင်းမှာစစ်ကော်မရှင်တပ်နယ် AA တို့နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေပုံမပြင်းထန်လာတယ်လို့ဒေသခံတွေကပြောပါတယ် စစ်အုပ်စုကအေအေထိန်းချုပ်ထားတဲ့ပွန်နဂျိုနဲ့ရသေးတောင်ဘက်ကိုလက်နက်ကြီးတွေဒရုန်းတွေနဲ့စတင်ပစ်ခတ်ခဲ့တာကြောင့်အေအေဘက်ကလည်းအော်တိုဘာလဒုတိယသတင်းဘက်ကစပြီးတော့တံပြန်ပစ်ခတ်နေတာလို့ဒေတာခန့်တွေကမီစီမာကိုပြောပါတယ်စစ်ကော်မရှင်တက်ဟာ2025အစောပိုင်းကတည်းကစစ်တွေမျိုးကိုစစ်အင်အားနဲ့လက်နက်ခဲယမ်းတွေဖြစ်တင်ကခံစစ်တွေပြင်ဆင်ခဲ့တာပါ CDM ဘိုကြီးစင်ရောရဲ့တုံးသက်ချက်အရစစ်တွေမျိုးရဲ့အဓိကအခြေစိုက်စခန်းတွေအများစုဟာမြို့ပြင်ပမှာရှိတာကြောင့်မြို့တွင်းတိုက်ပွဲပြင်းထန်ဖို့ခရင်တယ်လို့ဆိုပါတယ်စစ်ကော်မရှင်တပ်ရဲ့မြို့ပြင်ထွက်ခွာခွင့်ကန့်သတ်မှုတွေကြောင့်မြို့ခံတွေဟာစစ်ဘေးရှောင်ဖို့အခက်အခဲတွေကြုံနေကြရတာပါအရကတတော် AA ကလည်းအော်တိုဘားလ15ရက်နေ့ထုတ်ပြန်ကြမှာတော့စစ်တွေမျိုးအနီးတိုက်ခိုက်မှုတွေပုံမပြင်းထန်နေကြောင်းဖော်ပြထားပါတယ်ခင်ဗျာ။